မင်္ဂလာပါရှင်။ဝတ်တောက်မီဒီယာ channel ကနေပြီးတော့အပြန်လည်ကြိုဆိုလိုက်ပါတယ်။ကချင်ပြည်နယ်ပမောမြို့မှာတိုက်ပွဲတွေဖြစ်လာခဲ့တာဟာ၅လကျော်လာခဲ့ပြီဖြစ်ပါတယ်။ KYI ဦးဆောင်တဲ့ပူပေါင်းဖွဲ့ရာပမောမြို့ကိုထိန်းချုပ်နိုင်ဖို့ရှိခဲ့တဲ့ channel လုံရအောင်တိုက်ခိုက်ခဲ့ပေမဲ့နာဆာကတက်တွေရဲ့အထင်းနာခဲ့ရပြီး KYI ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်ထောင်တောင်းစီကြာဆုံးခဲ့ပါတယ်။တက်ရှိချိန်မှာနာဆာကတက်တွေကပမောမြို့အတွင်းမျက်မြေရှင်လျေလုပ်ငန်းတွေလှုပ်ဆောင်နေပြီးပမောမြို့ကိုအလုံးစုံပြန်သိမ်းပိုက်နိုင်မယ်ဆိုရင် မမော်မြို့တိုက်ပွဲတွင်ပါဝင်တဲ့စစ်တီအားလုံးကိုဂုံပြုပွဲလှုပ်ဆောင်ပေးမယ့်အစီအစဉ်တွေလည်းရှေ့ကောင်းရှိလာနိုင်တဲ့အခြေအနေတွေကိုရုပ်သံပိုင်းထဲမှာပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုးသားမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပြည်ထောင်စီရင်ကကြံလနဲ့ကအဖွဲ KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲတွေဟာပမော်မြို့ကို ထိန်းချုပ်နိုင်ဖို့ရှိရဲကြတဲ့ နာဆာကတက်တွေကိုအင်အားသုံးတိုက်ခိုက်ခဲ့ပေမဲ့နာဆာကတက်တွေရဲ့ဟန်ကျဲညီစွာတုံ့ပြန်တိုက်ခိုက်မှုကြောင့် KIA အဖွဲ့တွေစစ်ဦးကြိုးကဲရကလက်ရှိချိန်မှာအရင်ကလိုမျိုးလုံအင်အားသုံးတိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။ဖမော်တိုက်ပွဲက နာဆာကတက်တွေရဲ့အောင်ပွဲတစ်ခုဖြစ်လာမဲ့အလားလာကောင်းနေရှိနေပါတယ်။နာဆာကရဲ့မြေပြင်တပ်ဖွဲ့တွေ drone တပ်ဖွဲ့တွေတန်ဇက်ကာနဲ့လက်နက်ကြီးအဖွဲ့တွေဒေသောင်းတိုက်ခိုက်မှုတွေကြောင့် KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထင်းနာခဲ့ရပြီး ငါးလကြော်ကြားတိုက်ပွဲတွေအတွင်း KYA အိုးဆောင်နဲ့ပိုးပေါင်းအဖွဲ့တွေထောင်ထဲချပြီးထိခိုက်ဒေဆုံးခဲ့တယ်လို့သိရပါတယ်။မမော်မျိုးဟာ ARA မြစ်ကမ်းဘေးမှာတရှိရာကြောင့်မြန်မာနိုင်ငံအောက်ပိုင်းဒေသကတိမ်မော်တွေနဲ့ပြည်တွင်းကုန်သွယ်ရေးပြီးတဲ့လုံနိုင်တဲ့စိတ်ကမ်းမျိုးလေးဖြစ်ပါတယ်။မန္တလေးကိုဆိုရင်ဗမော်မန္တလေးလမ်းကနေလေးသွားနိုင်တယ်လို့ကိုက်ခိုင်လာရှုကနေတဆင့်လေးဆက်သွယ်သွားလာနိုင်တာကြောင့်တွင်းကုန်နဲ့ဖြစ်ပြီးကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်အဖြစ်တင်စားကြပါတယ်။ မမမျိုးဟာကချင်ရှမ်းမြောင်နဲ့စကိုင်းတိုင်းအဆက်ဖြစ်ပြီးကုံလန်းရေလန်းလေကြောင်းလန်းတဲ့နဲ့စည်ရီစီပွားရေးချက်ချာကြတဲ့နေရာတစ်ခုဖြစ်ပါတယ်။မမမျိုးမှာနာဆာကရဲ့စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်တကခ23စေဘဲရေရလုံချုံရေးတက်စုစဖရစုအမှတ်933ထောက်ပံ့ပို့ဆောင်ရေးတက်ထပရ933အမှတ်71စစ်မြေပြင်စေးတက်ရင်မဆာရ71အမှတ်93ရေးတက်စတရ9 အမတ်314အမြောက်တဲ့အာမတ်314အမတ်366အမြောက်တဲ့အာမတ်366တက်တွေအပါဝင်တက်နေရပေါင်း73ခုလောက်ရှိနေပါတယ်။ KYA ဥဆောင်တဲ့ပူပောင်အဖွဲ့တွေဟာဗမာမြို့ကိုထိန်းချုပ်နိုင်ဖို့ရှိဝဲချက်နဲ့2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့တည်းကစတင်တိုက်ခိုက်ခဲ့ပြီးဗမာမြို့အတွင်ရှိ NASA ကတက်စကန်တချို့ကိုထိန်းချုပ်နိုင်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးလက်ရှိချိန်မှာတော့ NASA ကတက်တွေက နံမြေရှင်းလင်းမှုတွေလှုပ်ဆောင်နေရမေလတွင်ပမော်မြို့ကိုအလုံးစုံပြန်ထင်းကျုံနိုင်မဲ့အလားလာတွေရှိနေတယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။ KYA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ2024ခုနှစ်နိုဝင်ဘာလဒုတိယအပတ်ကစပြီး KYA အဖွဲ့ဟာ PDF အင်အားအများအပြားကိုအသုံးပြုကပထမအကြိမ်ပမော်မြို့ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ NASA ကတပ်တွေကအစင်းမြင့် drone တွေအများအပြားအသုံးပြုတဲ့အပြင်လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေနဲ့ကြမ်းကြမ်းခံခုခံတိုက်ခိုက်ခဲ့ရာကြောင့် KIA PDF တွေအထေကိုက်အကြဆုံးညားခဲ့ပြီး2025ခုနှစ်မလာလောက်မှထိုးစစ်ရပ်တန့်ခဲ့ပါတယ်။အဲဒီပထမကြိမ်ထိုးစစ်မှာ KIA တပ်မဟာလေးကိုအုံပြုတ်ခဲ့ပြီးစကိုင်းတိုင်းတွေက PDF အင်အား1000ကျော်နဲ့တိုက်ခိုက်ခဲ့ရာ KIA PDF အင်အား6000လီပါကန့်ထိခိုက်ဒေဆုံးတရာရှားခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ဒေဆုံးတာတွေများပြီးလူအင်အား ਨੇ သွားတော့ KIA တွေကကချင်ပြည်နယ်အတွင်းရှိ J4 လူမျိုးတွေတာမကား သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတဲကဗမာရှမ်းနေနဲ့ကချင်မျိုးနယ်စုလူငယ်တွေကိုပါအတင်းအတက်မှလူသေစုဆောင်ပြီးဗမာမျိုးထိုးစစ်ကို2025ခုနှစ်ဧပြီလဒုတိယအပတ်ကနေစပြီးထပ်မံတိုက်ခိုက်ခဲ့ပါတယ်။နာဆာကကလည်းဗမာမျိုးကိုလက်မလွတ်ရစေဖို့အတွက်စစ်ကူစစ်ကြောင်းတွေကိုဆက်လုပ်ခဲ့ပြီးမင်းကအမည်ရှိစစ်ကူစစ်ကြောင်းတွေဟာမေလာဇန်ပိုင်းမှာဗမာကိုရောက်ရှိလာခဲ့က KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုတုံ့ပြန်တိုက်ခိုက်ခဲ့ရာ KIO ဆောင်ရဲ့ပူးပေါင်းအဖွဲ့တွေဟာအထင်းနာခဲ့ကြတယ်လို့သိရပါတယ်။ဗမာမျိုးတိုက်ပွဲတွင် NASA ကရဲ့မြေပြင်တပ်ဖွဲ့တွေ၊ drone တပ်ဖွဲ့တွေ၊တန်ကြပ်ကနဲ့လက်နက်ကြီးအဖွဲ့တွေလေကြောင်းတိုက်ခိုက်မှုတွေဟာ KIO ဆောင်ရဲ့ပူးပေါင်းအဖွဲ့တွေအထင်းနာခဲ့ရပြီး၅လကြာကြာတိုက်ပွဲတွေအတွင်း KIO ဆောင်ရဲ့ပူးပေါင်းအဖွဲ့တွေထောင်ထဲချီပြီးထိခိုက်တိုက်ဆုံခဲ့တယ်လို့သိရပါတယ်။ NASA ကဟာဗမာမျိုးတိုက်ပွဲအတွင်း night version ပါတဲ့ drone တွေကိုထုတ်သွင်းခဲ့ပြီး NASA ကဘက်က drone စစ်စင်ရေးမှာအားတရခဲ့တယ်လို့သိရပါတယ်။ NASA ကဟာ night version သုံးအစင်းမြင့် drone တွေနဲ့ကင်းထောက်တာတွေ drone ပုံချတိုက်ခိုက်တာတွေပြုလုပ်ရရှိရာမေလ18ရက်နေ့ကလည်းပမော်မြို့မြောက်ဖက်ချမ်းနန်ဖားရွာအနီးရှိ အကျန်းဖဲ့ KIA AA PDF တွေအခြေပြုနေရာကို drone နဲ့တိုက်ခိုက်နိုင်ခဲ့ပါတယ်။ NASA ကဟာ KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေနဲ့ခရရန်တူလောင်ရနေရာတွေကိုလည်း drone တွေနဲ့တိုက်ခိုက်ခဲ့ပြီး ။ KIO ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာစေဦးကြိုကေရကလက်ရှိချိန်မှာ NASA ကအတက်တွေကိုလုံအင်အားသုံးပြီးခက်မမာတုံ့ပြန်တိုက်ခိုင်းနိုင်စွမ်းမရှိတော့ဘူးလို့သိရပါဗျ။တောက်ကဲစစ်မြေပြင်အထိကိုတိုင်းသွားရောက်ကူညီပေးခဲ့ဘူးသူကိုခိုင်းစောကရန်သူဟာအရင်ကာလတွေကလိုအင်အားအလုံးအရှင်နဲ့မိကုံရန်ကုံတိုက်ခိုင်းနိုင်စွမ်းမရှိတော့ပါဘူး။မိမိဘက်ကတော့အရင်ကထက်ပိုပြီးစူးစီးမှုကောင်းလာတယ်။နေသားတကြဖြစ်လာပါဗျ။မိမိတို့ရဲ့ဗမော်ခံစစ်အနေထားဟာ တောင်ခန်းရဲ့ခံစစ်အနေထားနဲ့တော်တော်ကြီးထပ်တူနေရလဲတွေ့ရပါတယ်။ပြောရမယ်ဆိုရင်ဗမော်ရဲ့ခံစစ်ကပိုပြီးဒုနဲ့ဒန်နဲ့ရှိပြီးမှာကြောမှုပိုခဲ့ပါတယ်။ရန်သူထောင်ထဲချပြီးအကြများသွားတာကလည်းအဲ့လိုဒုနဲ့ဒန်နဲ့မှာကြောမှုပိုခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။တပ်မတော်ရဲ့ drone တပ်ဖွဲ့နဲ့မြေပြင်အဖွဲ့တွေလောက်ရက်တွေဟာအတော်ကောင်းမွန်ခဲ့တယ်။ကောင်းမွန်နေစေပါဆိုပြီးတော့တည်ရပါတယ်။ပြောရမယ်ဆိုရင်ဗမော်မှာရန်သူရဲ့လောက်ကင်နှိုင်စွမ်းကုန်သွားပါပြီ။ ပြင်းထန်တဲ့တိုက်စစ်အဟုန်လေးကျသွားပြီးရန်သူဟာအကြဆုံးများစွာနဲ့စစ်အင်းနေပြီးမကြခင်အချိန်လေးကောင်ဒီဇက်တိုက်ကြားလာရောက်မဲ့ထင်ပါတယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရှေးသားဖော်ပြနေပါတယ်။ဗမော်တိုက်ပွဲမှာနာဆာက တက်တွေဟာအတားစီရယူကနယ်မြေရှင်လင်းမှုတွေကိုအရှိန်မြင့်လှုပ်ဆောင်လာတဲ့အတွေ့လာပိုင်းအတွင်မှာပဲဗမော်မြို့ကိုနာဆာကတက်အလုံးစုံပြန်လည်ထိန်းချုပ်နိုင်မယ်လို့စီးင်းနဲ့နိုင်ငံရေးအကြောင်းအရာတွေကို လူမှုကွန်ရက်မှာသုံးသက်ပြောဆိုနေသူကိုထိန်ကအခုလိုမျိုးပြောဆိုထားပါတယ်။ဘုံမှာတော့မိမိတို့ဘုံမှာတော့ဒီကောင်တွေဘက်ကထိုးစစ်နေတာလုံးဝလုံးဝမြင်တွေ့မြင်တွေ့ရအောင်ရှိတော့ဘူးမိမိတို့ဘက်ကနေနေရှင်းနေမှုတွေပဲမြင်တွေ့ရတယ်ပေါ့။ဟိုရက်ကဆိုရင်လည်းဒီဘုံမှာပိတ်မိနေတဲ့ထပောက်ပိတ်နေတဲ့အဲဒီပြိမဲ့တဲ့ရသားတွေနဲ့ဒီတန်ကားတော်တွေကိုမိမိတို့စစ်ကြောင်းတွေကဒီသမင်းတွေပါတယ်နော်ခေါ်ယူကျူးမွေးတာတွေပါတယ် ဆိုရင်ဒါတွေ့ရတဲ့ movie တွေကအင်မတန်ကြည်နူးစရာကောင်းတယ်ပေါ့နော်ဒီမှာဒီကောင်တွေဘက်ကတင်ထားတာဆိုဒီ PDF လေးတင်ထားဆိုဒီဒီဗီဒီယိုမှာလည်းကျွန်တော်တို့မကြောက်ခဲ့ပါဘူးခင်ဗျားတို့လူကြီးတွေသုံးမကြောက်ကျွန်တော်ဘက်ကထိုးကြည့်ခံရတာပါဆိုအဲ့ဒါအဲ့တော့ဒီသူတင်ထားတဲ့ဒီ movie လေးရဲ့ဒီအောက်ကပါဆိုဒီဘောလုံးဝင်ပေးနာမှာပေါ့နော်ဒီဘောလုံးဝင်ပေးနာကဒီအဆောက်အဦပေါ့ပထမတော့ဒီဘက်ကဒုံကျဲတော်ပုံကျဲတဲ့အချိန်မှာတော်ပုံကျဲတဲ့အချိန်မှာဒီကောင်တွေကပါလဲဆိုတော့ဟိုဟိုဘယ်လိုပြောမလဲဒီဘက် promotion ခံရတဲ့တိုက်တိုက်အဆောက်အဦလေးပေါ့ အဘောကုန်းလေးလောင်တဲ့အတိုက်အဆောက်ထောက်လေးအတိုက်အဆောက်လေးပေါ့ဒီကောင်လေးအောက်ကိုသွားပြီးဒီကောင်လေးခိုးလုံးတဲ့အချိန်မှာလင်းကြီးခွတ်တိကြလင်းကြီးကြတာပေါ့နော်လင်းကြီးကြတာပေါ့အဲ့တော့ဘုံမမာလည်းဒီလိုပေါ့ဘုံမမာကလုံးဝလုံးဝဒီကောင်လေးဘက်ကထိုးစစ်အနေထားမတွေ့ရတော့ဒီကောင်လေးဘက်ကပြန်ပြေးတာအဲကြာဆုံးတာတွေပဲတွေ့နေရတယ်ပေါ့နော်အဲမိဘကစစ်ကြောင်းတွေနေမြေရှင်းလင်းမှုတွေအဆောက်မှုတွေတက်လာပြီဆိုဘုံမမာကမကြောက်ဘူးအဲကျွန်တော်ထင်တော့ဒီနေ့ကအဲဒီနေ့က7ရက်နေ့ဆိုတော့ကျွန်တော်ထင်တာဒီလမကုံခင် အတွင်းမှာနေပမောကအလုံးစုံပြတ်လဲပြီးတော့အာမိမိတက်မလို့ထိန်းချုပ်နိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဗောနော်။နာဆာကအစိုးရကိုစန်ဂျန်နီရဲ့လက်နက်ကန်အဖွဲ့တွေကိုအားပေးတဲ့မီဒီယာတွေမှာလေပမောတိုက်ပွဲနဲ့ပတ်သက်ပြီးသတင်းတွေကိုမြန်မြန်ဆိုင်ဆိုင်ဖော်ပြတာမျိုးမတွေ့ရတဲ့အတွက် KYU ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအတော်လေးအထိနာသွားပဲရှိနေပါတယ်။ဗမာမျိုးတိုက်ပွဲနဲ့ပတ်သက်ပြီးရော KIA PDF က85ရှာကိုင်းတုံးသိမ်းယူနိုင်တာတို့စကားက21ကိုသိမ်းယူနိုင်ဖို့ အလားလာကောင်းတွေရှိနေတယ်လို့ပြောဆိုခဲ့ပါတယ်။ကကြံတဲ့ကောင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူနော်ဘူးဟာလည်းဒီအပိုင်းမှာဗမာမျိုးတိုက်ပွဲနဲ့ပတ်သက်ပြီးအတန်ပြောက်လျက်ရှိနေပါတယ်။လက်ရှိချိန်မှာ KIA ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာဗမာမျိုးတိုက်ပွဲမှာနာဆာကကိုအရှင်တုံးကလို လူအင်အားနဲ့တုံးပြီးရှင်တိုင်းနိုင်ဆွဲမရှိတဲ့အတွက်နာဆာကဘက်ကနေမီရှင်လင်းမှုတွေကို အရှင်မြင့်လှူဆောင်နေပြီးတော့ဗမာတိုက်ပွဲဟာ KIA တင်းဆိုင်ဖြစ်ွယ်ရှိရလို့နာဆာကအစိုးရကိုအားပေးထောက်ခံတဲ့ Telegram channel တွေမှာရေးသားဖော်ပြတာတွေလည်းရှိနေပါတယ်။ဗမော်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်မယ်ဆိုရင်စီပွားရေးလုပ်ငန်းရှင်တအူးကဗမော်တိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့စစ်တီဝေကိုဂုံပြုတ်ပွဲလှုပ်ဆောင်ပေးမဲ့အစီအစဉ်တွေလည်းရှိနေတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ကိုခိုင်စောက နောက်ချိုရခဲ့ရင်3900ဆိုတာရှိခဲ့တဲ့အတွက်ဗမော်ရခဲ့ရင်လည်း3900ဆိုတာတွေလည်းထပ်ပြီးရှိလာနိုင်ပါသေးရဲ့ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပူပါတယ်။ ဗမာမျိုးကို NASA ကတက်တွေအလုံးစုံပြန်လည်ထိန်းချုပ်နိုင်မယ်ဆိုရင်ကွန်ပျူတာလှုပ်ဆောင်ပေးမဲ့အစီအစဉ်တွေရှေ့ကောင်းရှိလာနိုင်တယ်လို့ကိုခိုင်စောကမိုတောက်ချန်နယ်ရဲ့စက်တယ်မင်းမြန်မှုကိုထပ်မံပြောဆိုခဲ့ပါတယ်။စီပွားရေးလုပ်ငန်းရှင်တဦးဟာနောင်ချိုမြို့ကိုအလုံးစုံပြန်ထိန်းချုပ်နိုင်မယ်ဆိုရင်နောင်ချိုတိုက်ပွဲမှာပါဝင်ခဲ့တဲ့စစ်သည်တွေကိုကွန်ပျူတာလှုပ်ပေးမဲ့အစီအစဉ်တွေရှိခဲ့ဖို့တယ်လို့သိရပါတယ်ရှင်။